အားလုံးပဲမြင်လာပါခင်ဗျာဒီနေ့ topic လေးကတော့ကျွန်တော်တို့ stable coin အမျိုးအစားတွေနဲ့ကျွန်တော်တို့ crypto industry မှာသိထားမယ် stable coin တွေရဲ့နောက်ွယ်မှာဘာနဲ့ back လုပ်ထားလဲဆိုတာကို knowledge sharing နေနဲ့မျှဝေပေးကြပါလိမ့်ခင်ဗျာကျွန်တော် YouTube channel တွေ like and subscribe လုပ်ပေးကြပါခင်ဗျာအဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီ stable coin တော်တော်များများကဒီအမျိုးအစား၃ခုထဲမှာပါဝင်နိုင်ပါတယ်အဲ့တော့ ဒီ stable value မြင်သည့်အရာကအမှတ်ခံထားတယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။အဲ့တော့အချက်ကကျွန်တော်သုံးချက်ဖြစ်ရှိတယ်ပေါ့နော်။အဲ့တော့သုံးချက်ရှိတယ် stable value အများစုမှာအဲ့ဒီအမျိုးအစားသုံးမျိုးထဲမှာကျွန်တော်တို့ပါဝင်နိုင်တယ်ပေါ့နော်။နောက်တစ်ခုကပထမဦးဆုံးတစ်ခုကကျတော့ feedback လို့ခေါ်တယ်။အဲနောက်ထပ်တစ်ခုကကျတော့ crypto back လို့ခေါ်တယ်။နောက်တစ်ခုကကျတော့ community back လို့ခေါ်တယ်။အဲ့ဒီသုံးချက်ကိုကျွန်တော်ဒီပါတစ်ခုချင်းကျွန်တော်ရှင်းပြပေးမှဖြစ်ပါတယ်။ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပထမဦးဆုံးနံပါတ်1အနေနဲ့ကျွန်တော်တို့ feedback feedback stable coin ဆိုတာပါလဲပေါ့နော်ကျွန်တော် feedback stable coin ဆိုတာပါ ါလဲဆိုတော့ကျွန်တော် USD DD လို့ USDC လို့လို့ကျွန်တော်တို့ feedback လောက်တာ stable coin နေရာကျွန်တော်တို့ဒီငွေသားနဲ့ American Bandai မှာဘုံများကိုဘုံမှဖြစ်အရန်ငွေဖြစ်ထားရှိထားဖြစ်ပါတယ်ကျွန်တော်တို့ဒီဥမာဆိုပါစို့အာဒီ crypto USDT တဒေါ်လာဆိုလို့ရှိရင်ကျွန်တော် US ဒေါ်လာတဒေါ်လာဟာနဲ့အညီကျွန်တော်ဘန်မှာတင်ထားတာဖြစ်ပါတယ်အဲ့လိုအညီညီမြအောင်လုပ်ပေးထားတာဖြစ်တဲ့ကြောင်းသူကကျွန်တော် coin အဲ့အဲ့ဒီ coin ကိုကျွန်တော်တို့ပြန်လည်ထုတ်ယူတဲ့အခါမှာထိုအရန်ငွေများတဲ့မှာကျွန်တော်တို့ဒေါ်လာကိုပြန်ပြီးတော့ ဟောပေးပြီးတော့ကျွန်တော်တို့ token ကိုဖြည့်ဆည်းပန်းလို့ဖြစ်ပါတယ်အဲ့ဒီလုပ်ငန်းစဉ်ကြောင့်ကျွန်တော်တို့ stable coin တွေရဲ့တန်ဖိုးတည်ငြိမ်စေပါတယ် နဲ့ကျွန်တော်ယူရိုဒါမှမဟုတ်ဘရစ်တိန်ပေါ့နော် GBP ကဲ့သို့သောတခြားသောနိုင်ငံသုံးငွေကြေးများနေလည်းချိတ်ဆက်ထားတဲ့ stable coin များစွာလည်းရှိပါတယ်။အဲ့ဒီ coin တွေရတယ်သူတို့ရဲ့ data ဆိုင်ရာတက်ဆိုင်ရာ data သုံးငွေကြေးတွေနဲ့အရန်ထရှိထားဖြစ်ပါတယ်။ဒါကြတော့ကျွန်တော်တို့ USDT တို့ USDC တို့လို့ fiat based stable coin တွေအကြောင်းကိုကျွန်တော်ဒီမှာရှင်းပြပေးတာဖြစ်ပါတယ်။အဲ့တော့လည်းတကူပြောရမယ်ဆိုလို့ရှိရင်ကျွန်တော် fiat based ဆိုတာက fiat based ဆိုတာကကျွန်တော်တို့ stable coin တစ်ခုကိုဒီကငွေကြေးအစစ်နဲ့ အဲကျွန်တော်တို့ back လောက်ထားပြီးတော့ကျွန်တော်တို့တည်ငြိမ်အောင်ထိ ंछ ုပ်ထားတာဖြစ်ပါတယ်โอเคနောက်တစ်ခုကကြတော့ပါလဲဆိုတော့ number 2ပေါ့နော်နံပါတ်2ကကြတော့ crypto busty ပဲကွာပေါ့နော်နောက်မှ crypto ကို back လောက်ပြီး crypto crypto ချင်း back လောက်ပြီးတော့ပြန်ပြီးတော့တည်ငြိမ်အောင်ထိန်းထားတဲ့အဲ coin မျိုးစားဖြစ်ပါတယ် အဲ့တော့ကျွန်တော် crypto back stable coin များတွေ ਆ ပါလဲဆိုတော့ကျွန်တော်တို့ decentralize ဘို့ centralize ပေါ့နော် centralize ကိုကျွန်တော် short ချဖို့အတွက်ကိုရည်ရပါတယ်ဘဟုထိန်းချုပ်မှု short ချရင်ရည်ရထားပါတယ်အဲ့တော့ကျွန်တော်အထင်ရှားဆုံးသော crypto back stable coin ကိုတခုကိုပြောမယ်ဆိုလို့ရှိရင် dai ဖြစ်ပါတယ်အဲ company တခုတွေကထိန်းထားတာမဟုတ်ဘဲနဲ့ကျွန်တော်တို့ smart contract တွေမှာကျွန်တော် lock လောက်ထားတာဖြစ်ပြီးတော့တခြား cryptocurrency များနေလည်းအာမခံထားတာဖြစ်ပါတယ်ဒါကြတော့ crypto back ပေါ့နော် crypto coin ကိုဒီ crypto နဲ့ပဲပြန်ပြီးတော့ back လောက်ထားတဲ့ stable coin ဖြစ်ပါတယ် okay နောက်ထပ်တစ်ခုကကြတော့တို့ community back stable coin လို့ခေါ်ရပေါ့နော် community back stable coin ဆိုတာကကြတော့ဘာလဲဆိုတော့ကျွန်တော်တို့ pass go လို့မျိုးပေါ့နော်အာဥပမာကျွန်တော် pass go PASG လေ PAC USDT ကိုကျွန်တော် trade ခဲ့ကြရမှာလားအဲ့လို pass pass go လို့ tether go လို့ကိုကျွန်တော်တို့ commodity back လောက်ထားစတီဘက်ကိုင်းနေနေတဲ့ရှိပါတယ်အဲ့ဒါအပေါင်းဆိုလို့လဲဆိုတော့ကျွန်တော်လုံဂျုံနဲ့ banner တိုက်တွေမှာတင်းဆဲထားတဲ့တကယ် physical ရွှေချောင်းနေအတိုင်းကိုကျွန်တော်တို့နောက်ခံထား back လောက်ထားပြီးတော့ဟောကျွန်တော်တင်းဆဲထားတဲ့ commodity back တွေပဲကိုင်းနေဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ pass ကိုဟိုးဝယ်မယ်ဆိုလို့ရှိရင်လည်းအဲ pass ဟိုးတအောင်စာကိုကျွန်တော်တို့ရွှေတအောင်စာနဲ့ညီအောင်ကျွန်တော်တို့ညှိထားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ခုန USDT လိုမျိုးပဲအဲကျွန်တော်တို့ကအာတကယ် physical ရွှေချောင်းတွေကိုဘန်မှာသူ့ရဲ့တန်ဖိုးနဲ့အညီအဲဒီဘက်မှာ crypto တခုဝယ်လိုက်ပြီဆိုလို့ရှိရင်အဲရွှေချောင်းတစ်ချောင်းဟိုရွှေချောင်းကိုကျွန်တော်တို့ဒီ physical bank မှာတွားပြီးတော့ဘိုင်နာတိုက်ထဲမှာတင်ဆက်ထားတဲ့ပုံစံမျိုးဖြစ်ပါတယ်ဒါအဲ့ဒါကြောင့်အောင်ကျွန်တော်တို့ဒီ crypto ရဲ့တန်ဖိုးကတည်ငြိမ်နေတာဖြစ်ပါတယ် community bus stable coin လို့ဖြစ်ပါအဲခေါ်ပါတယ်အဲ့တော့ကျွန်တော်တို့အနည်းချုပ်ပြောရမှာဆိုရှင်ကျွန်တော်တို့ crypto တွေမှာ back လုပ်ထားတဲ့ဟာတွေရှိတယ်အဲဘာနဲ့ back လုပ်ထားလဲဆိုတော့တခုကကျတော့ fiat back stable coin တွေရှိမယ်နောက်တစ်ခုကကျတော့ crypto crypto အချင်းကို back လုပ်ထားတဲ့ stable coin တွေရှိမယ်နောက်တစ်ခုကကျတော့ community ကို back လုပ်ထားတဲ့ stable coin တွေရှိတယ်ပေါ့နော်အဲ i stable coin 3မျိုးဟို3စားကကျတော့ကျွန်တော်တို့ popular ဖြစ်တဲ့ stable coin 3မျိုး3စားဖြစ်ပါတယ်အဲ့တော့ stablecoin အမျိုးအစားများစွာရှိသည့်အချိန်မှာကျွန်တော်တို့ဟိုဒီ USDD နဲ့ USDC တို့ကကျတော့ကျွန်တော်ဈေးကွက်ကိုလွှမ်းမိုးထားတာဖြစ်ပြီးတော့ stablecoin ဈေးကွက်ရဲ့90%ကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်ဒါကတော့ကျွန်တော် crypto industry မှာသိထားမယ် stablecoin ရဲ့နောက်ကွယ်မှာဘာနဲ့ back လုပ်တာလဲဆိုတော့ knowledge sharing နဲ့မျှဝေပေးတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်